မင်္ဂလာပါကချင် wave တရင်ဌာနကနေစဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိညနေခင်းတိုင်းတင်ဆက်သွားမယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ်။သတင်းအစီအစဉ်တင်ဆက်သူမယူဆံပဲဖြစ်ပါတယ်။ KNO ရဲ့နိုင်ငံရေးမူဝါဒလက်ဆွဲရေးဆွဲရေးအဖွဲ့မှပါဝင်ခဲ့တဲ့ KNO KNC ဥက္ကဋ္ဌဆလံကပလက်ညော်ဆောင်ဟောရကွယ်လွန်နောက်ဤဖြစ်ကြောင်းသိရပါတယ်။ KIO နဲ့ KIC ဥက္ကဋ္ဌတာဝန်ကို2006ခုနှစ်ကနေ2019ခုနှစ်အထိထမ်းဆောင်ခဲ့တဲ့ဆလံကဘာလညောဆောင်ရာဟာဒီကနေ့မေလ15ရက်နေ့နနက်9:00နာရီကျော်အချိန်မှာလိုက်စားမျိုးကနေအိမ်မှာပဲခရစ်တော်ထံအိပ်ပျော်ရပြီဖြစ်ကြောင်းသိရပါဗါးအသက်89နှစ်ရှိပြီဖြစ်ပြီးကျမ၏ရိုယွန်းအားနည်းလာတာကြောင့်ကွယ်လွန်သွားတာဖြစ်ကြောင်းသိရပါဗျ။ သူဟာကန်အိုရဲ့ပြင်စမများဥက္ကဋ္ဌဖြစ်ပြီးကချင်ပြည်နယ်ဆွန်ဘရာဘုံမြို့မှာတောင်အုပ်လုပ်နေတဲ့အချိန်1963ခုနှစ်မှာကန်အိုထဲကိုဝင်ရောက်လာတာဖြစ်ကြောင်းသိရပါဗျ။ဇလံကဘာလညောဆောင်ရာဟာဥက္ကဋ္ဌဟောင်းဘိုလ်ချုပ်ကြီးလမုံတူးဆိုင်ကွယ်လွန်သွားပြီးနောက်2006ကနေပြီးမှ2018ခုနှစ်အထိ7နှစ်ကျော်ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။2018ခုနှစ်ဇန်နဝါရီကစပြီးဒီကနေ့အချိန်အထိ KIO ဥက္ကဋ္ဌတာဝန်ကိုဘိုလ်ချုပ်ကြီးအင်မန်လာကတာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။ ကချင် independent organization KIO ကို1960ခုနှစ်အောက်တိုဘာ25ရက်နေ့မှာဖွဲ့စည်းခဲ့ပါတယ်။ကချင် independent ကောင်စီ KIC ကတော့ KIO ရဲ့အုပ်ချုပ်ရေးမှန်တိုင်းဖြစ်ပြီး1962ခုနှစ်ဇန်နဝါရီ25ရက်နေ့မှာဖွဲ့စည်းခဲ့ပြီးတော့လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ကချင် independent army KIA ကိုတော့1963 February 5ရက်နေ့မှာတည်ထောင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ကချင်ပြည်နယ်ရဲ့လေးစိတ်တွေကမြကြီးနားနဲ့ပူတာအိုလေးစိတ်မှာစစ်ကောင်စီလုံခြုံရေးစစ်သားနဲ့ရဲတွေကိုအင်အားသုံးမြင်နေရာချထားပြီးချိန်ချောင်းဝင်ညစ်နေတယ်လို့သိရပါဗျ။မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်နိမိတ်ထဲမှာရှိတဲ့မြကြီးနားလေးစိတ်မှာပြီးခဲ့တဲ့ဧပြီလကစပြီးလေရင်ကွင်းရဲ့အဝင်အထွက်နဲ့လေရင်ကွင်းနေရာတချို့မှာလုံခြုံရေးနေရာယူထားတာတွေရှိတယ်လို့ဒေသခံတွေကပြောပါဗျ။အလားတူပူတာအိုလေရင်ကွင်းမှာလည်းလုံခြုံရေးယူထားတဲ့စစ်ကောင်စီရဲတွေက ခီးတွားပြည်သူတွေကိုချင်းချောင်းဝင်ညစ်တာတွေပြုလုပ်နေပြီးနိုင်ငံချောင်းငွေတွေးပြီးဆိုရင်တင်ယူရတယ်လို့ဒေတာခံတွေကပြောပါတယ်။ကချင်ပြည်နယ်မှာဗမော်မြကြီးနားနဲ့ပူတာဝမြို့တွေဟာလေရင်ကွင်းရှိတဲ့မြို့တွေဖြစ်ပြီးဗမော်မြို့လေရင်ကွင်းကို KIA နဲ့ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်းစီကမနေ့ကတရက်ထဲမှာပဲစကိုင်းနဲ့မကွေးတိုင်းတွေကနေရာ၃နေရာကိုလေချောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ ကွေးတိုင်းကံကောမြို့နယ်ကစာတင်ကျောင်းတစ်ခု၊စကိုင်းတိုင်းကောလင်းမြို့နယ်အင်းတော်မြို့တွေကိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စာတင်ဆောင်ဖုန်ကြီးကျောင်းနဲ့လူနေအိမ်တွေပျက်စီးခဲ့တယ်လို့သတင်းရင်းမြစ်တွေကဆိုပါရယ်။မကွေးတိုင်းလာပို့ကြီးပါစာတင်ကျောင်းကိုမနေ့ကမေလ14ရက်နေ့ည7:00နာရီခွဲလောက်မှာတရုတ်တဲ့ဂျက်ဖိုက်တာတစ်စီးနဲ့ဘုံနှလုံးကျဲချထားခဲ့တယ်လို့ရော်အလင်းတန်းအဖွဲ့ကကိုဘကောင်ကပြောပါရယ်။ လေချောင်းတိုက်ခတ်မှုကြောင့်လာပုတ်ကျေးရွာစာတင်ချောင်းတွေကခရီးစာတင်ခန်းမဆောင်နှစ်ပိုင်းကျိုးပျက်စီးသွားတယ်လို့သိရပါတယ်။စစ်ကောင်စီဟာသခိုင်းတိုင်းကောလင်းမြို့နယ်အရှိချမ်းကညို့အင်းကျေးရွာကိုလည်းလေချောင်းတိုက်ခတ်ခဲ့တာကြောင့်ကညို့အင်းရွာကနေနှလုံးပေါ်ကြာရောက်ပောက်ကွဲခဲ့ပေမဲ့လူအထိခိုက်တော့မရှိခဲ့ဘူးလို့ကောလင်းဒေတာခံရရပြောပါတယ်။ဒါပြင်စစ်ကောင်စီကတော်လိုင်းရေးအဖွဲ့တွေတင်ပိုက်ထားတဲ့သခိုင်းတိုင်းအင်တော်မျိုးတွေကဓမ္မမတိုင်ဖုံကြီးကျောင်းအနီကိုတရတဦးတဲ့ဂျက်ဖိုက်တာတစ်စီးနဲ့ပေါင်900ဖုံးကျဲပြီးတိုက်ခတ်မှုပြုလုပ်ခဲ့တယ်လို့လည်းအင်တော်ဒေတာခံရ ွေထံကသိရပါဗျ။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျန်းမာပြီးဘေးရန်ရဲ့ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။